ကျွန်တော်တို့ဘောလုံးပြိုင်သက်တွေကြားတဲ့ hot ဖြစ်စေခဲ့တဲ့ Fabrizio Romano ရဲ့အပြောင်းအရွှေ့သတင်းနှစ်ပုဒ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့မင်းညက Fabrizio Romano တင်ထားတဲ့အပြောင်းအရွှေ့သတင်းတွေရမှာပြိုင်သက်ကြားတဲ့စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့အပြောင်းအရွှေ့သတင်းနှစ်ပုကိုပြန်လည်ဆွေးနွေးတုံ့တက်မှုလုပ်သွားမှာဖြစ်ပါတယ်ပထမသတင်းတစ်ပုကတော့ Chelsea ကိုယ်တော်မှာ ကပါရီဇာဘလက်ကအာစနယ်အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရသွားတဲ့သတင်းပါနောက်ထပ်သတင်းကတော့အလီဂျန်နရိုဂါနာဂျိုကဒီနှစ်ဘောလုံးရာသီမှာယူနိုက်တက်အသင်းကနေထွက်ခွာဖို့တည်ကြသွားပြီ ဖြစ်ပါတယ်ဆိုတော့ဒီသတင်းနှစ်ပုဒ်လုံးမှာပွင့်နေပြောရင်ကျွန်တော်တို့အလီဂျန်နရိုဂါနာဂျိုသတင်းကတော့ပို့ပြီးတော့အားသင့်စေတယ်ပေါ့ဗျာဂါနာဂျိုရဲ့အသက်အရွယ်နဲ့စွမ်းဆောင်ရည်ပိုင်းဂါနာဂျိုယူနိုက်တက်အသင်းမှာ ရရှိအားကိုးလို့ရမယ့် player တယောက်ဖြစ်သတ်မှတ်ထားခဲ့တဲ့အတွက်အသင်းနဲ့ဒီလောက်လင်းလင်းမြန်းမြန်းလမ်းခွဲမယ်လို့တော့မထင်ခဲ့မိတာအမှန်ပဲကပားကြတော့တခိတခါ Chelsea အသင်းအနေနဲ့မျောလင်းချက်ကြီးကြီးမားနဲ့ခေါ်ခဲ့တဲ့ဂိုးသမားဆိုတော့ညာလေအခုချိန်မှာ Arsenal အသင်းကိုလက်လွတ်စပယ်ပေါ့နော်ပြောင်းရွှေ့ခြင်းအနေငယ်နဲ့သာပြောင်းရွှေ့ခွင့်ပြုလိုက်တဲ့အတွက်ကြောင့်တချို့သောပြည်သက်တွေကတော့နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်အဲ့တော့ကြောင့် ဒီသတင်းနှစ်ပုတ်ကိုကျွန်တော်တို့တပုတ်ချင်းစီအသေးစိတ်ဆွေးနွေးအောင်ပထမသတင်းတစ်ပုတ်ကပါရီဇာဘလကချဲစီကလက်လို့ဇပယ်ဆိုတာထက်ဘယ်လိုပြောမလဲသူတို့ရဲ့ transfer transfer policy မဟုတ်ပဲ salary ပေါ့နော် salary policy အစ်စ်ကြောင့်ကပါရီဇာဘလကကိုလက်လွတ်ခဲ့တယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ top bull လေးတောင်းယူပြီးနောက်ပိုင်းတနည်းအားဖြင့် blue go ပေါ့ blue go chelsea team ကိုဝယ်ယူပြီးတဲ့နောက်ပိုင်းမှာကစားသမားတွေအတွက်ပြောင်းရွှေ့ကြည့် များကြီးသုံးတယ်ဆိုတာမှန်တယ်ဒါပေမဲ့လောက်ခပမာဏပေးချေမှုမှာသူတို့တေချာလေးစီစစ်ပြီးတော့လောက်ခပမာဏတွေပေးချေနိုင်မှာပေးတော့ Reis Jane တော့မှာငကူကလေးကစာရုပ်ချုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်နှစ်သိန်းခွဲ။ဘန်ချီဝဲလည်းအရင်ကလေးကခေါ်ခဲ့တဲ့အတွက်ကြောင့်အဲ့လိုနှစ်သိန်းစစုံဝင်းကျင်ပမာဏပဲရတယ်။ဒီကစားသမား၂ယောက်ပဲနှစ်သိန်းကျော်တော့တယ်။ကျန်တဲ့ကစားသမားတွေဒီတသိန်း9000ခွဲရမယ်လို့ရှိမယ်။အတသိန်း3000ဘာညာစသဖြင့်ပေါ့နော်။ နှစ်သိန်းအထက်ကစားသမား2ယောက်ပဲဒီချိန်မှာကပါရီဇာဘလက်ကာလိုမျိုးအသင်းကိုပြန်ရောက်လာတဲ့အချိန်မှာပေါ်တော့ခွင့်အတွက်သုံးဖို့မသုံးဖို့မတိကြတဲ့အရင်ကစားသမားတစ်ယောက်ကိုလောက်ခပမာဏအများကြီးပေးပြီးတော့ချယ်ဆီကအသင်းမှာဆက်ထိန်ထားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါတစ်ပိုင်းနောက်တစ်ပိုင်းကကီပါရဲ့စာချုပ်တည်တံ2026မှာကုံမာဖြစ်တဲ့အတွက်ကြောင့်ကပါကိုရောင်းကိုရောင်းရတော့မယ်ကီပါကလည်း စောက်တဒန်တူမှာမဟုတ်တလို့ချယ်ဆီကလည်းကီပါစောက်တဒန်တူမှာမဟုတ်ဘူးအဲ့တော့ကြောင့်သူ့ရဲ့ rally clause ကိုချယ်ဆီကပေါင်၅သန်းပဲသတ်မှတ်ပေးခဲ့ပါတယ်ဆိုတော့ချယ်ဆီဘက်ကစဉ်းစားရင်အရင်တုန်းကခေါ်ခဲ့တဲ့အခြေအနေတွေနဲ့ပြန်ပြီး adjust လုပ်ရင်တော့အများကြီးဆုံးရှုံးတာပေါ့ဗျာကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြီးအမောင့်ပမာဏအဖြစ်ဂိုးသမားတယောက်အတွက်သုံးခဲ့ရတာ လက်ရှိအချိန်ထိကပါရီဇာဘလကာရဲ့ကိုသမားပြောင်းရွှေ့ကြီးစံချိန်ကိုချိုးနိုင်တဲ့ကိုသမားမပေါ်သေးဘူးကျွန်တော်မှတ်မိတယ်မော်ရီဇီယိုဆာရီလက်ထက်မှာဘောပလင်းကောင်းကောင်းလုပ်နိုင်တဲ့ဂိုကီပါတယောက်ကိုလိုအပ်တယ်ဆိုတဲ့အတွက်ကြောင့်ချဲစီကမတန်တဆစီပေးပြီးတော့ကီပါကိုခေါ်ခဲ့တာဗျာအဲ့ချေကီပါကနမဲစားထွက်ခါတာပဲရှိတယ်ဘောပလင်းလည်းတကယ်ကောင်းပါတယ်ယူရိုတန်း80ပေးတယ်အလစ်ဆန်ဘက်ကတော့ ပါရီဇာဘလက်ကလောက်ပြောင်းရွှေ့ခြင်းမများဘူးရီမဲချက်မြင့်မြန်မာနဲ့လောကပမာဏလည်းတပတ်တသိန်းခွဲထိပေးပြီးခေါ်ချလာတယ်ဒါပေမဲ့အမားရင်များစွာနဲ့နီးပြတချို့နဲ့အစင်မပြေမှုများစွာနဲ့ကပါရီဇာဘလက်ကသည်ချယ်ဆီကနေလွှင့်စင်ထွက်ခွာသွားခဲ့ပြီးတော့သူ့ရဲ့ salary ကြောင့်အတင်းတိုင်းကမခုံနိုင်သလိုသူ့ရဲ့ပြောင်းရွှေ့ခြင်းကိုလည်းချယ်ဆီက၃-၄နှစ်လောက်ကြံတဲ့အချိန်ဒီမှာ၅သန်းလောက်နဲ့တော့ ထုတ်မရောင်းနိုင်ခဲ့ဘူးပေါ့နော်အခုချိန်မှာတော့လေဒီပေးနေရတဲ့လောက်ခပမာဏကတော့အာယူဒီလောက်ကြီးပဲရမယ်လို့ထင်တယ်အဲကျွန်တော်အာဆင်နယ်ဘက်ကပြင်ဆင်တယ်အာဆင်နယ်ကဘာလို့ကြည့်ပြီးခေါ်လိုက်လဲဆိုတော့ကပ္ပာရဲ့စွမ်းဆောင်ရည်နဲ့အသက်ရွယ်ပိုင်းအကြောင်းဗျဂိုဒမားတယောက်အနေနဲ့အသက်30စွမ်းဆောင်ရည်ပိုင်းရှေးအနေထားပေါင်၅သန်းတန်ဝန်တန်တယ်ဒါကျွန်တော်အာကြီးပဲစဉ်းစားကြည့်ရအောင်နော်ကပ္ပာဘလောက်ကောင်းတယ်လဲဆိုရင်ပြီးခဲ့တဲ့ဘောလုံးရသည်ဘုံပေါက်မှာ ဖမ်းခဲ့တဲ့ပွဲစဉ်တွေသွားကြည့်လုံးဝရှေ့အဲ့တော့30ကိုသမတယောက်တည်းအရင်မကြီးသေးဘူးဒါကတက်လက်ပိုင်းပဲရှိသေးတယ်ပြောင်းရွှေ့ကြည့်ရလဲပေါင်၅တန်းလက်စွမ်းအားဖြင့်ကလည်း David Raya လောက်မကောင်းဘူးဆိုရင်တော့ David Raya နဲ့တိတ်မတိမ်မြိမ်အနေထားမှာရှိတယ် Raya ဆိုတာပွင့်လင်းပြောရင်စပိန်မှာနောက်မှပေါ်တဲ့ကိုသမကဘာရီဇာဘလက်ကလူငယ်ကိုသမကောင်းအဖြစ်စပြီးတော့ပေါ်ထွန်းခဲ့တာအဲ့တော့ ရိုင်ယာကိုနောက်ကဖိအားပေးမဲ့ပုံတံမျိုးနဲ့အာကြီးကမလိုက်တာဗျရိုင်ယာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကနတ်တိုနဲ့အေးစေးပဲလေအဲ့ဒီမတိုင်ခင်တုန်းက Ramsey တုန်းကလည်း Ramsey အမားကြီးနေများနေဒေးဗစ်ရိုင်ယာစင်ပေါ်ကြီးပဲအခုချိန်မှာသူစင်ပေါ်ကနေလို့မရတော့ဘူးကဘာရီဇာဘလက်ကနောက်ကထက်ချက်မကွာဖိအားပေးမဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့တော့ Arsenal တင်းကကီပါကိုခေါ်လိုက်လို့ဟိုတော်တော်များများတော့အကျိုးမြတ်ရတယ်ပေါ့နော်တခုပဲအဲ့ဒါကီပါကိုပေးရမယ် လောက်ခပမာဏအရန်ကိုသမားတယောက်ကိုတပတ်လောက်ခပေါင်တသိန်းခွဲဆိုတာများတယ်ဗျကျွန်တော်တို့ခြေစီးမှာရနေတဲ့လောက်ခပမာဏတသိန်းခွဲအတိုင်းကီပါသဘောတူသွားတာလားဒါမို့ရင်ယွန်နေတဲ့လောက်ခပမာဏတရက်နဲ့သဘောတူသွားတာလားတော့တစ်ချက်ကြည့်ရမယ်တေချာတကူကတော့ပေါင်တသိန်းအောက်ကိုကပါရီဇာဘလက်ကမယူပါဘူးဒါမဲ့လေဟိုကပါအဆင့်လက်စွမ်းမျိုးမတိမ်မြင်ရှိနေသေးတဲ့ဂိုးသမားတယောက်ရော ဘယ်လိုပြောမလဲအဓိကစင်ပြိုင်ဂိုးသမားအဖြစ်ထားဖို့ပေါင်တသိန်းလောက်ကတော့ investment လုပ်သင့်တယ်လို့တော့ကျွန်တော်ယူဆတယ်ခင်ဗျအဲ့တော့ကြောင့်ဒီပြောင်းရွှေ့ရာအသင်းနှစ်သင်းလုံးအတွက်ရောကစားသမားအတွက်ရောအစဉ်ပြေတဲ့အပြောင်းရွှေ့တစ်ခုလို့ကျွန်တော်မြင်မိပါတယ်ဟုတ်ကဲ့အခုဗီဒီယိုကိုကူညီပံ့ပိုးထားတဲ့ football game မှာ i'm back ခွန်ရှိကို၅သလုံး miss နဲ့ sport ရှိကိုကိုကစားလို့ရပါတယ်ဘန်းငွေနဲ့လည်းကစားခြင်းကစားနိုင်ပါတယ်ခင်ဗျအသေးသေးတော့ပတ်နမဲ့၆သလုံး၇သလုံး၅သလုံးနဲ့ကိုကြော့ကြော့၃သလုံး၃ညသလုံးမှာဆက်တွေ့ဆုံဆန်းမေးမြန်းနိုင်ပါတယ်ကဲနောက်ထပ်တစ်ပိုင်းကျွန်တော်တို့ အလီဂျန်ရိုဂါနာချိုနဲ့ပတ်သက်ပြီးဆွေးနွေးအောင်ဂါနာချိုကဒီနှစ်ဘောလုံးရတယ်မှာအဓိကပြဿနာဖြစ်တယ်ရှေ့မှာကတည်းကယူနိုက်တက်ကထွက်ခွာမယ်ဆိုတဲ့သတင်းမျိုးတွေကြားထားတယ်အလကားဒီသတင်းတွေကထွက်ခဲ့တာတော့မဟုတ်ဘူးဗျဘရိုမမိမှာပေါ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာဂါနာချိုချယ်ဆီကိုရောက်မယ်အတလတီကိုမက်ဒရစ်ရောက်မယ်နာပိုလီရောက်မယ်စသဖြင့်တည်င်းတွေတောက်လျှောက်တောက်လျှောက်ထွက်ခဲ့ပြီးကမှယူနိုက်တက်အသင်းမှာပဲသူဆက်ရှိနေခဲ့တယ်။ဒါပေမဲ့ဂနာချိုပျော်သလားဆိုရင်မပျော်ဘူး။ ပြဿနာပိုဖြစ်သွားတာကအရစ်ဒန်အတင်းကထွက်သွားတယ်ရူဘင်အမော်ရီရောက်လာတယ်အမော်ရီရဲ့ view ပိုင်းမှာအစင်ပြည့်တင့်တလောက်တော့ပြည့်တယ်သူ့ပြင်မဲ့သူကိုယ်တိုင်ကမပြောတော့ဘူးလို့ကျွန်တော်ယူဆတယ်ဒါပြင်နီးပြနဲ့သူ့ရဲ့ဂျားထဲမှာပြဿနာအနေငယ်ရှိနိုင်တယ်ဗျနောက်ဆုံးယူရိုပါလိဘိုလ်လူပွဲမှာသူ့ကိုထဲမသုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးအကြီးအကျယ်ပေါက်ကွဲတယ်ဒီတို့ကြောင့်နောက်ဆုံးသောအချိန်ကမှာနီးပြရောမင်းထွက်ခွာနိုင်ပြီး လပ်တင်းဘက်ကအောင်ထွက်ခွာနိုင်ပြီဆိုတော့ပုံသဏ္ဍာန်မျိုးသတင်းထွက်လာတယ်။ရိုမာနိုရဲ့သတင်းဖြစ်တဲ့အတွက်ကြောင့်ဒါယုံကြည်လို့ရတယ်။ဒီချိန်မှာအလီယက်ဂျန်နိုဂနာချိုစိတ်ဝင်စားနေတဲ့ကလပ်တင်းတွေဟာပရီးမီးယားလီးဂ်ကလပ်တွေအပြင်သူ့ရဲ့ဆရာဟောင်းကင်တွယ်နေတဲ့ BL Liverpool ကလည်းစိတ်ဝင်စားရတဲ့သတင်းမျိုးတွေပေါ်ထွက်လို့လာတယ်။ United ကတော့အလီဂျန်နိုဂနာချိုပြောင်းရွှေ့ကြီးပေါင်တန်း60နှစ်အထက်လောက်ရမှသာရောင်းမှုရှိတယ်။ဂနာချိုကိုယ်တိုင်ကတော့ ်လီဗာကူဇင်ထက်စာရင် ပရီးမီးယားလိရဲ့ကလပ်သင်းတသင်းသင်းမှာပဲကစားခြင်းနဲ့ပုံတံတန်မျိုးတော့ပေါ်ပါတယ်အဲ့တော့ကြောင့်ဂနာချူနဲ့ဘယ်ကလပ်သင်းပြန်ညှိသွားမလဲဆိုတော့ရင်ခုန်စရာကောင်းတယ်ကျွန်တော်ထင်ရပြောမယ်ဆိုရင်လည်းဂနာချူအနေနဲ့လီဗာကူဇင်လိုမျိုးအောက်ရောက်သွားတဲ့အသင်းကိုပြောင်းထားတဲ့စာရင်ပရီးမီးယားလိရဲ့ level တစ်ခုရှိတဲ့ club တင်းတင်းတင်းကိုပြောင်းရွှေ့မလားဒါမှမဟုတ်အက်တလက်တီကိုမက်ဒရစ်တို့နာပိုလီတို့လိုအသင်းမျိုးတွေရပါပဲ ဖြတ်ပြီးခေါ်သွားမလားပေါ့နော်စိတ်မကောင်းစရာတစ်ခုကတော့ United မှာဒါအရေးသွေးကောင်းများစွာနဲ့ပေါ်ထွန်းလာခဲ့တဲ့ဂနာချူတယောက်အသက်ငငယ်ရွယ်နဲ့ပဲ United တင်းကနေထွက်ခွာသွားဖို့အခြေအနေရှိနေပါတယ်အကောင်းဘက်ကပြန်စင်းစားရင်တော့ Ruben Amorim လှုပ်ချင်တဲ့ဆန္ဒအတိုင်းသူ့ကို authority ပို့ပြီးတော့ပေးလိုက်တယ်လို့တော့ယူဆပါတယ်ဒီတစ်ကြောင့် Amorim ရဲ့ squad တစ်ခုကိုအခုဘောလုံးရာသီတက်မှာ ယူနိုက်တက်ပရိသတ်တွေအနေနဲ့တီချာပေါက်ခံစားဖို့ရှိနေပါတယ်ဘောလုံးအသင်းတစ်သင်းဆိုတာလည်းအများရန်ကြာရှုံးနေတယ်မရှိဘူးအများရန်အောင်မြင်နေတယ်ဆိုတာမရှိဘူးတစ်ချိန်ချိန်ကြာရင်တော့အမော်ရင်နဲ့ယူနိုက်တက်ကန်ဆက်သွားတဲ့အခြေအနေမျိုးမှာပရိသတ်လူချင်းနဲ့အစုဖွဲ့တစ်ခုကိုပြင်မြင်လာဖို့ရှိပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုဒီမှာနားကွင်းပြပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်